မေဆွေတို့မင်္ဂလာပါဖုန်ပြရှင်ဖရာကြီးတို့နေမှာဟုတ်စတီးစီဒီလုပ်ငန်းမှာပြန်လဲကြိုးစားပါတယ်ကျွန်တော်ဒီနေ့မေဆွေတို့ကိုတရားသနာတရားဟောပလင်လေးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျကျွန်တော်တို့တရားသနာတရားဟောပလင်မှာအခုမြင်နေရတဲ့ဟာဆိုရင်ကျွန်တော်တို့ခြေနင်းကုံလေးပါကျွန်တော်တို့ခြေနင်းကုံလေးဟာဆိုရင်တရားသနာပလင်ပလင်ခုံကမြင့်တဲ့အတွက်ကျွန်တော်တို့ခြေနင်းကုံလေးထား ခြင်းငုံလေးပါတယ်ပေါ့နော်ခြင်းငုံလေးထားပြီးတာပါတယ်ဒီတကားဆိုလဲကျွန်တော်တို့ကကလေးလေးဖြုတ်ပြီးလှက်အောင်ပဲခင်ဗျာတကားဆိုရင်တစ်ဖက်လက်ပေါ့နော်တစ်ဖက်ကတော့အသေးလောက်ထားတစ်ဖက်ကတော့အလှက်ပေါ့အဆင်ပြေတယ်ဒီအခင်းဆိုလဲကျွန်တော်တို့ဒူကလေးလက်မဒူရှိတယ်အထဲမှာရေမြုပ်ထည့်ထားပြီးတော့ကျွန်တော်အပြင်ကဂျင်းပိတ်သားနဲ့ပေါ့နော်ကျွန်တော်ဂျင်းပိတ်သားနဲ့ဟိုချုပ်ထားပါတယ်ခင်ဗျာအားလေးရအေးတဲ့တွေကျွန်တော်တို့ထိုင်ရတာလည်းအဆင်ပြေပါတယ်ခင်ဗျာဟုတ်ပြီးတော့ပေါ်တက်ပြီးဆိုလဲကျွန်တော်တို့ဒီကလေးလေးနဲ့ပြန်ပိတ်လောက်မှာခင်ဗျာ ကျွန်တော်တို့ဒီပလင်ကပီးကောင်းမရှင်ကပီးဆိုရင်ကျွန်တော်တို့အဲဒီအရှိတတဲ့မှာပေါ့နော်အဲအများမြင်တာထင်တာလို့အရှိတတဲ့မှာပဲကပ်ပေးပါခင်ဗျာကောင်းမရှင်ကပီးဆိုရင်ကျွန်တော်ဒီတရားပလင်မှာဆိုရင်ပလင်နဲ့တကယ်ကိုချိတ်ဆက်ဖို့တော့ပေါ့နော်ဒီတကယ်နောက်မှာလဲကျွန်တော်တို့ pipe frame ခွေထားပါတယ်တကယ်နဲ့ပလင်နဲ့ဆိုရင်ကျွန်တော်တို့ကမပြီးတော့ဖြုတ်လို့ရတယ်ပေါ့နော်မပြီးတော့ဖြုတ်လို့ရတယ်ပြန်တက်လို့ရတယ်အရှင်လောက်ထားပါတယ်ခင်ဗျာ တင်ရတာလည်းလွယ်ကူလို့ရတယ်ရှုရတာလည်းလွယ်လွယ်ကူအဆင်ပြေအောင်ပေါ့နော်ကျွန်တော်တို့ဒီတကယ်လေးရဆိုရင်ကျွန်တော်တို့တိရတနာပုံစံဖန်တီးထားပြီးတော့ရှုရငွေရောင်နဲ့ရှုရငွေရောင်ဆက်ထားပါဒီလိုတရားဟောပလင်လေးတွေ ကိုသဘောကျလို့ဆက်သွယ်မှာဖြစ်နေဆိုရင်ကျွန်တော်တို့09918638939တို့မဟုတ်09996436939တခုနှစ်ကိုဆက်သွယ်ရေ